ဖွင့်နေမနဲ့မှာပေါ့နော်အဖွင့်နေမနဲ့မှာဟိုစာပြီးပေါ့မနဲ့ဘိုင်းမှာထိုးရမယ်ဒီအားကောင်းတဲ့ကနန်းနှလုံးပြထားမှာဖြစ်တယ်ပေါ့နော်အားကောင်းတဲ့ကနန်းဖွင့်နေမနဲ့ဘိုင်းမှာအားကောင်းတဲ့ကနန်းနှလုံးစာပြထားမှာဖြစ်ပါတယ်ကျွန်တော်ပြမအောင်ဆုံးအနေနဲ့ဒီကျွန်တော်တို့လုံးပိုင်းလုံးပိုင်းဆိုင်ပေါ့နော် လုံးမဲ့ဆက်ကိုရင်စားပြီးတော့ကြည့်ကြမယ်ပေါ့ခဏလေးနော်ဒီမှာကလင်နာကြီးပြန်ရေးနေအဲ့တော့ဒီကောင်နဲ့ သုံးပိုက်တိုင်းကိုစားမယ်ဆိုရင်ဒီလေးရယ်ဒီလေးရယ်ဒီ6ရယ်ဒီလေးရယ်ဘောနော်လေးလေး6ပေါင်းခြင်းဘောလေး6လေးပေါင်းခြင်းကဘာရလဲဆိုတော့လေးရတယ်ဘောနော်လေးရဲ့ဘာဝကကျွန်တော်ကိုဒီကိုဘာရဒီမှာ ပေးတယ်ဘောနော်ဒီနှစ်ကိုမှလာပေးအဲ့တော့အဲ့လိုပုံစံမျိုးပေါ့ ဲ့ညာနဲ့ကျွန်တော်တို့လုံးပိုင်ကိုဆက်ယူကြည့်မယ်เนาะဒီမှာဆိုရင်ဒီအယောင်လေးလေးပြောင်းထားလိုက်ဒါရှင်းအောင်လို့ကိုသုံးလေးကိုသုံးလေးပေါင်းခြင်းက600လေး6ပါဝါ1เนาะ6ပါဝါ1 6ပါဝါကျွန်တော်ဒီလိုမျာထိုးမယ်ဒီပုံမျာထိုးပါ6ပါဝါ1ဒီကောင်1နော်တခါကျွန်တော်ဒီမှာရောင်လေးရောပြောင်းပြပြီးမယ်ဘောနော်တော့ကြာကြတော့ မရှင်းမရှင်းပဲဖြစ်နေမှာကြောင့်တုံးတုံး1ပေါင်းတာဘာရလေးလေးပါวะကျွန်တော်များထိုးပြီးကိုးနော်ကိုးဆိုပြီးဒီမှာတခါကျွန်တော်ဒီမှာကိုးရေဒီခွန်ရေခွန်ရေပေါင်းရေ300နော်တော့ဘာဝရှိနော်တော့ဘာဝရှိဒါဆိုရှိပါရဲ့အဲ့ဒီရရနော်ဒါဆိုတော့ကျွန်တော်တို့ ဖွင့်နေမယ်အတွက်ဆိုရင်ကိုဘာရမလဲပေါ့ဖွင့်နေမယ်အတွက်ဆိုရင်ကျွန်တော်ဒီရှိရေဒီကိုရေခုခွင့်ချောရေပေါ့နော်တော့တော့ရပါပါသည်ရှစ်ရှစ်ပိုင်းနော်ရှစ်ပိုင်းစာရအဲ့တော့ရှစ်ပိုင်းအဲ့တော့ရှစ်ပိုင်းဆိုတော့တွေ့ရခါကျတော့ရှစ်တင်နဲ့ပတ်သက်တာလေး ဆက်ပြီးပြအောင်เนาะရှစ်တွေနဲ့ပတ်သက်တာကိုဆက်ပြအောင်အဲ့တော့နောက်တော့ရှစ်ပိုင်းပြပြနေတော့เนาะဒီမှာနောက်တဲ့ကျွန်တော်တော့ညာ6ရှစ်ကဘာရလဲဆိုတော့တော့4ရရเนาะ4ရဒီမှာ4ဆိုပြီးလာကြเนาะဒီမှာ4တစ်ခါ ဒီကိုလေးခုံကတုံညာနော်တုံညာရတယ်တုံညာရအဲ့တုံညာဒီမှာတုံညာဆိုပြီးလာကြတယ်နော်ဒါဆိုရင်ဦးတည်ရှစ်ကရှစ်ဆိုပြီးရနော်ရှစ်ဆိုပြီးရနော် sorry ရှစ်ဆိုပြီးရအဲ့တော့ရှစ်ကဒီမှာရှစ်ထိပ်ဆိုပြီးနော်ခုနကတော့ရှစ်ပိုင်းအခုကရှစ်ထိပ်နော် ရှစ်ပိုင်းရှစ်ထိပ်တလုံးမျိုးလေးလာတွေ့တာလေကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်နောက်တစ်ခုထပ်ကြည့်ပါဦးနော်အဲနောက်တစ်ခုကကျတော့ဘယ်လိုမျိုးသွားမလဲပေါ့ဘယ်လိုမျိုးသွားမလဲဆိုရင်ဒီစိမ့်လေးနဲ့ပြတူကူပြင်းရှစ်ပြင်းကိုပေါ့နော်ကိုရှစ်ကိုဖြစ်ရမှာ ကိုရှိကိုဖြစ်ဖို့အတွက်ဆိုရင်အဲ့တော့မဟုတ်ဘူးခဏလေးနော်ဒီကိုပါတဲ့နော် ဒီလိုမျိုးပို့ဖြစ်တယ်ဒီလေးရယ်ဒီရှေ့ရယ်ဒီခွန်ရယ်အဲ့ဒါဖောင်းခြင်းဒီကျွန်တော်တို့ဒီကိုဖြစ်တယ်ဗောနော်တခါကျွန်တော်တို့ဒီမှာဒီရှေ့ဖြစ်ရဒီရှေ့ဖြစ်ဖို့တော့ဆိုရင်လည်းသူကဒီတုံညရယ်ဒီကိုရယ်ပြင်းဒီကကိုနေဒီရှေ့ဖြစ်တယ်ဗောနော်အရှိဖြစ်တယ်ဒါဆိုရင်နောက်ထပ်ကျွန်တော်ဒီကိုဗောနော် ီကိုဖြစ်ဖို့အတွက်ဆိုရင်ဒီမှာကဒီရှစ်ထဲမှာဒါလင်းဒီရှစ်ရဲ့ဒီရှစ်ရဲ့ဘောင်းလို့6 6ရဲ့ဒီရဲ့သုံးရဲ့ဘောင်းကြီးဟာဒီကိုဖြစ်မယ်ဒါဆိုရင်ဒီမှာလဲကျွန်တော်နော်အဲ့မှာလဲရှစ်ရှစ်ထိတ်ဆိုတော့လာတွေ့ပြန်နော်အဲ့တော့ကျွန်တော်ရှစ်ကရှစ်ထိတ်ရှစ်ပိုင်း ရှစ်ထည့်ရှစ်ထည့်ပဲနော်အဲ့လိုမျိုးလာတွေ့ရဲခဲ့နောက်ထပ်ရှစ်ထည့်ရှိအောင်လာကြည့်ပေးမယ်အဲ့တော့နောက်ထပ်နောက်ထပ်ရှစ်ဟောချက်ကြည့်မယ်နော်အဲ့တော့ချက်ကြည့်မယ်သူကဒီရှင်းနေသူညာနေပေါင်းညာရှစ်နော်ရှစ်အဲ့လိုရှစ်ဖြစ်ဖို့တွေ့ရတဲ့သူကဒီမှာဒီနှလုံးပေါ်လာအစိမ့် ရောင်ချပြောင်းရမယ်ဒီနှလုံးပေါင်းခြင်းအဲ့နှလုံးပေါင်းခြင်းရတော့ဒီရှိဖြစ်တယ်ပေါ့နော်တခါတော့ဒီမှာဒီနှလုံးပေါင်းခြင်းက6ဒါတော့ဒီ6ဖြစ်ဖို့အတွက်ဆိုရင်သူကရှစ်ရှစ်ပေါင်းမှာဒါ6ဖြစ်မှာနော်ဒီကောင်နဲ့ရှစ်ရှစ်ပေါင်းခြင်းဒီဒီရှိရဲ့ဒီကရှစ်ပေါင်းခြင်း6 ော်ဒီ6ဖြစ်တယ်ပေါ့ဒီ6ဖြစ်တယ်ဒါဆိုရင်ကျွန်တော်ဒီနှလုံးပေါင်းခြင်းကခွန်နော်ခွန်ပြည့်ရခွန်ပြည့်ဖို့ဆိုရင်ဒီမှာ9ရှိတဲ့အခါကျတော့ဒီမှာ8ထဲမှာလာလေနော်8ထဲရ8ထဲမှာခွန်ပြည့်မယ်နော်ခွန်ပြည့်မယ်ဆိုတော့ဘယ်ဘယ်နှလုံးပေါင်းမှာလဲဆိုရင် ဒီ9ရေဒီ10ရေပေါင်းပါဒီ10ရေပေါင်းပါခွန်ဖြစ်မယ်เนาะခွန်ဖြစ်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာကျတော့ရေပိတ်တွေ့ရပါเนาะရေပိတ်တွေ့ရအဲ့တော့ကျွန်တော်တို့ကပရမအုဆုံးလာရှစ်ပိုင်း sorry ပရမအုဆုံးတော့ရှစ်ပိုင်းเนาะရှစ်ပိုင်းရှစ်ထိပ်ပြီးတော့ရှစ်ထိပ် เนาะပြီးတော့ရှစ်ဘိတ်ပေါ့နော်ဆိုတာတွေ့ရတယ်။ရှစ်ဒီကျွန်တော်တို့တစ်ချက်၊နှစ်ချက်၊သုံးချက်၊လေးချက်လာတွေ့ရပါเนาะရှစ်လေးချက်လာတွေ့။ကဲဟုတ်ပြီ။ရှစ်အကောင်းနေဆိုတော့ကျွန်တော်တို့ဒီဒါရှစ်ပါတီပေါ့နော်။ရှစ်ပါတီပဲသုံးရတော့ပေါ့နော်။ရှစ်ကိုပတ်တော့เนาะအဖွဲ့မနေ့မှာရှစ်ပတ်တော့မယ်။ ပြီးတဲ့ခါကျတော့နောက်တစ်လုံးထပ်ပြရမယ်ပေါ့နော်နောက်တစ်လုံးတော့ဘယ်လုံးအကောင်လဲပေါ့နောက်တစ်ခုကကျတော့ဘယ်ဟာလဲဆိုရင်ဒီလေးရေဒီ6ရေ3ရေဒီ6 3ပေါင်းရေဟိုဘာရလဲဆိုရင်300ရေပေါ့နော်300ရေခါကျတော့ဒီ1ရေ6ရေ ီလေးရဲ့ပေါင်းညာဒီ၃ဖြစ်တယ်ဗောနော်အဲ၃ဖြစ်ဒါဆိုရင်ဒီ2ရဲ့4ရဲ့3ညရဲ့ပေါင်းညာဘာရ600เนาะ600ရဲ့ခါကျတော့ဒီခွန်ရဲ့9ရဲ့3ညခွန်ရဲ့9ရဲ့ဒီ3ညရဲ့ပေါင်းခွန်9 3ညပေါင်းခြင်းကလည်းဒီ600ရတာဗောနော်ဒါဆိုရင်ကျွန်တော်အပေါ်မှာ2ရဲ့10ရဲ့ ီရက်ခွန်ရပေါ့နှစ်တကွန်ပေါင်းရင်ဒီ3ညရရဒါဆိုရင်ကျွန်တော်တို့ဒီမှာမရှိလဲဆို6ရှစ်ရှိတယ်4ရှစ်တုံညဖြစ်ဖို့လို့ဆိုရင်ကျွန်တော်ဒီ6ထိတ်ထဲကမှနော်6ထိတ်ထဲကမှဒီတုံညဖြစ်နော်ဒီပုံစံတိုင်းဆိုရင်ကျွန်တော်တို့ကဒီမှာက6ကိုတလုံးစားတွေ့ရပေါ့နော်6ထိတ်ဆိုပြီးတလုံးစားတွေ့ရ6ထိတ်တွေ့ရနော်ကဲဟုတ်ပြီအဲ့တော့နောက်ထပ် တက်ကြည့်မယ်နောက်တစ်ခုကဒီကိုအဲ့ကိုဖြစ်လို့တို့ကကြတော့ဒီလိုကိုမယ်ပေါ့နော် sorry အဲ့ကိုဖြစ်လို့ဒီလိုမျိုး၄တက်၄နဲ့တို့ကကိုရဲပေါ့နော် လေးတလေးနဲ့ကိုးတယ်ပေါ့တခါကျွန်တော်တို့ဒီရှိဖြစ်လို့ဒီရှိဖြစ်လို့သူကအယောင်ရောင်းနိုင်မလို့နော်ဒီတလေးတခွန်တုံညာနဲ့သူကရှိဖြစ်တယ်ပေါ့နော်တခွန်တုံညာနဲ့ရှိဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီကိုးပေါ့နော်ဒီကိုးမယောင်ပြောင်းမရဒီကိုးဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ sorry အခုပြောလို့ဆိုရင်ဒီမှာခွန်6နဲ့ဒီက6နဲ့ပေါင်းအဲ6နဲ့ပေါင်းမှာ9ဖြစ်မယ်နော်6နဲ့ပေါင်းမှာ9ဖြစ်မယ်ဒီလို၃လုံးပေါင်းလာနော်ဒီခွန်6နဲ့ဒီက6နဲ့ပေါင်းအဲ့ဒါမှာတော့9ဖြစ်မယ်နော်9 8 9ဖြစ်မယ်9 8 9ဒါဆိုရင်လည်းဒီမှာကကျွန်တော် ခုနလိုပဲ6ထိဆိုတာတွေ့နော်6ဒီကျွန်တော်နှစ်ချက်ဖြစ်သွားပြီနော်6နှစ်ချက်ဖြစ်သွားပြီအ6နောက်တစ်ခုကကြတော့ဒီခွန်ရယ် sorry ဝိုင်းဒီခွန်ရယ်ဒီကိုရယ်ဒီတိနော်ခွန်ကိုတိ ဟွန်ကိုတိကိုကိုတိဘောင်းလာပါရတယ်ဆိုတော့သူဒီခွန်ရတယ်နော်တခါအဲ့ခွန်ဖြစ်လို့မလို့နော်ကိုကိုတိနောက်ထပ်ဒီဘက်ကဆက်ပြီးတော့ပဲရော68အဲ့ဒီခွန်တုံးလုံးပေါ့နော်68ခွန်ပေါင်းရင်တုံးလုံးပေါင်းရင်ကျတော့ကျွန်တော်ဘာရလဲဆိုတော့တည်ရတယ်ဒါဆိုရင်နောက်ထပ်ဒီမှာ၄ရယ်နော်၉ရယ် ပြီးတော့ဒီက6ရယ်၄96ပေါက်၄96ပေါက်ညံမှာရလဲဆိုတော့၄96ပေါက်တော့3 36လဲပေါက်တော့9 9ရမယ်เนาะဒါဆိုရင်ဒီညားနဲ့တော့မယ်ဒီရောင်လေးပြောင်းလဲဒီမှာခွန်ဖြစ်ဖို့အတွက်ခွန်ဖြစ်ဖို့အတွက်ဆိုရင်တဲ့သူကဒီတည့်ရယ်9ရယ်ပေါက်တော့10 10ဒီခွန်ပေါက်တော့ တော့တီခုံဖြစ်တယ်နော်တခါ၄ရဲ့ရှေ့ပေါင်းတော့2 2ရဲ့ဒီက9ရဲ့ပေါင်းတော့ဒီတိဖြစ်တယ်နော်ဒါဆိုရင်ကျွန်တော်ဒီမှာ3ညရဲ့ဒါရဒါရပေါင်းရမှာ9ဖြစ်ရမယ်ဆိုဒီမှာကျွန်တော်6ထည့်မှသာလင်3ည63ပေါင်းညင်ဒီတော့ဒီ9ဖြစ်မှာဟုတ်ခွန်တိ9ဖြစ်မှာဒါဆိုရင်ဒီမှာဒီလေကျွန်တော်6ဒီ6အပိတ်ဆိုတော့လာတွေ့နော်အဲ့တော့6ဒီ သုံးချက်ဖြစ်သွားပြီနော်အဲ့တော့ကျွန်တော်တို့ခုနကတော့ရှစ်ဒီတစ်ချက်နှစ်ချက်သုံးချက်လုံးပိုင်းပါပါလေးချက်တွေ့ခု6ဒီ6ထိတ်6ထိတ်6ထိတ်6ဘိတ်နော်6ဒီသုံးချက်တွေ့ဒါဆိုတော့ကျွန်တော်တို့ဒီ66ဆိုတဲ့ကနန်းကိုတော့မဖြစ်မနေထူအောင်ပေါ့နော်68 86 6ရက်ဒါတော့မဖြစ်မနေထိုးပြီးတော့ကျွန်တော်6နဲ့ရှိကြတော့ဒါအဖွင့်နေမနဲ့မှာပတ်တီးအနေနဲ့3တင်းနဲ့နှစ်လက္ခဏာနှလုံးပဲဖြစ်ပါတယ်ခဲ့ရတော့မယ်ဒါကတော့ဂျိုပြီးတော့ဒီဖွင့်နေမနဲ့အတွက်ဂျိုပြီးတင်ပေးထားခြင်းပဲဖြစ်ပါတယ်